ားလုံးပဲမင်္ဂလာပါခင်ဗျာ F47 Anger NJD ဆိုတာမေဂန်ပြည်တော်စုရဲ့နောက်ဆုံးပေါ်လေကြောင်းနည်းပညာနဲ့တိဆောက်ထားတဲ့တိုက်လေယာဉ်မျိုးစားသစ်ဖြစ်ပါတယ်ဒီလေယာဉ်နာမည်ကို F47 ဆိုပြီးပေးထားတာကအကြောင်းမဲ့မို့ပဲအတိတ်ပဲရှိပါတယ်2025ခုနှစ် March 21ရက်နေ့မှာမေဂန်သမ္မတဒေါ်နယ်ထရန့်က Boeing ကုမ္ပဏီကိုအမေရိကန်ရဲ့စက်တမမျိုးသက်တိုက်လေယာဉ်ဖြစ်တဲ့ F47 ကိုတိဆောက်ဖို့တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီးလို့ကြေညာခဲ့ပါတယ် ဒါကြောင့်ဒီလိုရင်တစ်ဟာမေဂန်လီချောင်းစွာအတွက်ရေးပါတဲ့တိုးတက်မှုတည်းဖြစ်ပါတယ်။မေဂန်ရဲ့၄၈ရောက်မြောက်သမ္မတဖြစ်တဲ့ Trump ကိုဂုဏ်ပြုပြီးဒီတိုက်ရင်ကို F47 လို့နာမည်ပေးထားတဲ့ကြောင့်ကာဝေးနိုင်ငံရေးနဲ့ကမ္ဘာတိုင်ဝမ်ကြားမှာချက်ချင်းဆိုလိုအာရုံဆက်ခံရပါတယ်။ဒီလိုရင်တိဆောင်းရေးစာချုပ်အတွက် Lockheed Martin နဲ့ Northrop Grumman လိုထိပ်တန်းကုမ္ပဏီကြီးတွေပါပြန်ဆိုင်ခဲ့ကြတာပါ။ ဒါဆိုရင်ဘာလို့ Boeing ကုမ္ပဏီကစာချုပ်ချုပ်ဖြစ်သွားတာလဲပြီးတော့ဒီလေရင်ကအမေရိကန်ကာဝေးတွေဘာကြောင့်ဒီလောက်အရေးပါတာလဲဒီဗီဒီယိုထဲမှာတော့ F47 ရဲ့နောက်ွယ်ကဇလန်သူ့ရဲ့ထူးခြားဆန်းသစ်တဲ့နည်းပညာတွေပြင်2030ပြည့်လွန်နှစ်တည်းနဲ့အဲ့ဒီနောက်ပိုင်းကောင်းကင်ရဲ့ကိုဘာကြောင့်ဒီတက်လင်က ပုံစံပြောင်းလဲပြစ်နိုင်မလဲဆိုတော့မာဗျူအမြောက်အကြောင်းရင်းတွေကိုပါရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် F47 ဟာ Angad NJD လို့ခေါ်တဲ့ပိုမိုကျယ်ပြန့်တဲ့စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုပါ Angad NJD ဆိုတာကတော့ Next Generation Air Dominant ရဲ့ဒုက္ခဖြစ်ပြီးအမေရိကန်လက်ထက်ဦးစားပေးအစီအစဉ်တစ်ခုပါ သူ့ညီမကြကနောက်ကလူကြောင်းတိုက်ပွဲတွေမှာမေကန်ရဲ့ထိတ်တန်းနေရာကိုဆက်ပြီးထိန်းထားနိုင်ဖို့ပါ။ Angad NGD ဆိုတာပိုကောင်းတဲ့လေရင်တစ်စင်းတိစောက်ထားတာတက်ကိုပို့ပါတယ်။တရုတ်နဲ့ရုရှားစီကချင်းချောင်းမှုတွေပုံများလာတဲ့အတွက်ချုပ်ထွေးပြီးနှီးပညာမြန်မာလာတဲ့ပတ်ဝန်းကျင်တွေမှာလက်ပတ်ဆောင်ရွက်နိုင်ဖို့တိုက်ခိုက်နိုင်ဖို့နဲ့လူကြောင်းလွှမ်းမိုးနိုင်ဖို့စတဲ့စွမ်းရည်တွေကိုတေချာချုပ်ကန်ထားနိုင်ဖို့အစီအစဉ်ပဲဖြစ်ပါတယ်။ တတန်းကြီးနေပြီဖြစ်ပေမဲ့ခုထိနာမည်ကျော်နေတဲ့လေကြောင်းလွှမ်းမိုးရေးတိုက်လေရဲ့ F22 Raptor ရဲ့နေရာကိုအစားထိုးဖို့အတွက် F47 ကိုတီထွင်ခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ရှေ့ဘေးပုံစံဖြစ်တဲ့ F22 နဲ့မတူတာကတော့ F47 ကိုတမျိုးကျလေကြောင်းတိုက်ပွဲတွေအတွက်တိစောက်ထားတာမဟုတ်ဘဲ Next Generation War အတွက် UAV ဒီဇိုင်းထုတ်ထားတာပဲဖြစ်ပါတယ်။ ဒီလိုရင်းဆွမ်းဆောင်ရည်တွေကိုမပြောခင်အမြင်ပွားစရာဖြစ်နေတဲ့ကိစ္စလေးကိုပြောရအောင်ပါမကြသေးခင်နှစ်တွေအတွင်းမှာဘဝင်းကုမ္ပဏီကပြည်သူလူထုရဲ့အာရုံစိုက်မှုနဲ့ဘေးကင်းလုံခြုံရေးဆိုင်ရာတွန်းတာတွေကြောင့်အခြေအနေတိတ်မကောင်းခဲ့ပါဘူးဒါတော့မှပဲခု project မှာတူတာလားလာရှိတဲ့လင်းထုတ်လုပ်တဲ့ကုမ္ပဏီနေနဲ့ပေါ်ထွက်လာခဲ့တယ်ဒါဘာဖြစ်လို့လဲလောက်ဟီမာတင်ကုမ္ပဏီကတော့ F35 စီမံကိန်းနဲ့ရေရှည်လက်တွဲထားရလို့မေဂန်ရည်တဲ့အတွက်စက်တမမျိုးတဲ့လင်းတွေတင်မောချေဆိုင်တိုက်လေရင်ကိုပါတီထွင်နေရတာကြောင့်အလုံများနေပါတယ် Northrop Grumman ကုမ္ပဏီကတော့ B21 Radar ကိုပြောက်ဘုံကျဲလေယာဉ်ကိုပဲအာရုံစိုက်ပြီးထုတ်လုပ်ဖို့ရွေးချယ်က NGAD Project ကနေနှုတ်ထွက်ခဲ့ပါတယ်။တစ်ဖက်မှာလည်း Boeing ကုမ္ပဏီက F15 နဲ့ FA18 ထုတ်လုပ်မှုကိုရှော့ချနေရကြောင်းအသုံးမပြုရသေးတဲ့စွမ်းဆောင်ရည်တွေရှိနေပါတယ်။ကာကွယ်ရေးလုပ်ငန်းကနေ Boeing ကိုလုံးဝဖျက်တောက်ထုတ်ပယ်လိုက်မယ်ဆိုရင်အပိုးမဖျက်နိုင်တဲ့လေကြောင်းဆိုင်ရာကြွညင်မှုတွေကိုဆုံးချုံသွားမှာစိုးရိမ်ရပါတယ်။ဒါကြောင့်ခက်ခဲတွေရှိခဲ့ပေမဲ့ Boeing ဟာရုပ်တိရှိဆုံးနဲ့ဖြစ်နိုင်သမျှတစ်ခုတည်းသောရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ ဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်ဖို့ subscribe မလုပ်ရသေးရင် channel လေးကိုလည်း like and subscribe လုပ်ထားပေးပါဦးခင်ဗျာကောင်းတာတစ်ခုကတော့ဘုန်းကြီးအားအတွင်းပိုင်းဖွဲ့စည်းပုံတွေကိုပြန်လည်ပြင်ဆင်ပြီးမောင်မြင်ခဲ့တဲ့စီမံခန့်ခွဲမှုပြူဟာတွေအစားထုတ်လုပ်မှုပိုင်းကိုပုံမထူးချုံဖို့ဦးစားပေးဆောင်ရွက်လာပါတယ်ကဲလင်းအကြောင်းပြန်ဆက်ရအောင်ပါ F47 ကိုဝေးပိုင်းဆင်းရဲတွေအတွက်နေပေးထားတဲ့အင်အားကြီးလေကြောင်းတွမ်းမွေးတက်လျင်ဖြစ်ပုံပေါ်ထားပါတယ် ဒါအမေရိကန်အနေနဲ့တရုတ်ကိုဟန်တားဖို့အတွက်ကျေပြန့်တဲ့အင်ဒိုပစိဖိတ်ဒေသကိုမျက်စိကျနေလေဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေကြပါပဲ F47 ဟာ F22 နဲ့ F35 နှမျိုးလုံးထက်ပုံမတီးကြတဲ့လို့ဝက်ကိုပြောင်းနိုင်ရွှေရှိမှဖြစ်ပြီးရေဒါကိုပုံမရှောင်ရှားနိုင်ဖို့အတွက်ဒေါင်လိုက်တောင်ဝင်တွေကိုမထည့်ထားတော့ပဲကြိလစ်ကျော်ရှင်းတဲ့ဒီဇိုင်းနဲ့ဖြစ်လာပါလိမ့်မယ်လက်နက်တွေများပြားတည်ဆောင်နိုင်ရန်ရှိပြီးအစီအမင်းဆက်သွယ်ရေးစနစ်တွေပါရှိလာကြောင်း F47 ဟာနေရုံလိုမျိုးတိုက်ခိုက်မဲ့မျိုးစားမဟုတ်ဘဲပင်ကွင်းကလိုမျိုးသာပြန်တန်းနိုင်မဲ့ပုံမှာ ဒါပေမဲ့ဒီပုံစံထုတ်လုပ်ရတဲ့အကြောင်းရင်းရှိပါတယ်။ကောင်းကင်ယံကိုကိုကေအင်းနဲ့ထင်းကျုံရေးစင်တာ Command and Control Platform တစ်ခုအနေနဲ့လွှမ်းမိုးထားဖို့ကြီးရွေးတာပါ။သူ့ရဲ့အဓိကတာဝန်ကတော့ဘာဖြစ်မလဲ။ဟုတ်ကဲ့ပါ။သူကစစ်မြေပြင်ရဲ့အုံနောက်ပြင်ဆောင်ရွက်မှာပါ။ဒုံးတွေကိုစီမံခန့်ခွဲခြင်း၊အချက်လက်တွေပေးပို့ခြင်း၊ဒုံးကြီးတွေလမ်းညွှန်ခြင်းနဲ့မြေပြင်ခြေဆက်ကာကွယ်စနစ်တွေကိုပါထင်းကျုံပေးခြင်းတို့ကိုလှုပ်ဆောင်နိုင်ပါလိမ့်မယ်။ မတူအထိရှိန်ချီပြီးအတန်ထက်မြန်တဲ့နှုံးနဲ့ဇက်တိုက်ပြန်တန်းနိုင်ပြီး F22 ထက်တောင်ပုံမြင့်တဲ့အမြင့်ထီကိုရောက်အောင်ပြန်တက်နိုင်ပါလိမ့်မယ်။သူ့မှာအဓိကကျတဲ့နောက်ထပ်စွမ်းရည်တစ်ခုကလက်ရောညီထွေရှိမှုပါပဲ။ဒီတက်ဟာ F47 ကိုတိုက်ပွဲပတ်ဝန်းကျင်ပြောင်းလဲလာတဲ့မြောက်ပုံပြီးအစ်မြင့်တင်နိုင်အောင်တိဆောက်နေတာပါ။သူ့ရဲ့စော်ဝဲနဲ့အတွင်းပိုင်းဟတ်ဝဲတွေကိုစတင်တကျဖြုတ်နိုင်တက်ဆင်နိုင်မယ်။အစ်မြင့်တင်နိုင်မယ်။ပြီးတော့ AI စနစ်နဲ့ပြည့်မှတ်ချိန်တာတွေ၊ Cyber စစ်စင်ရေးကိရိယာတွေ၊ဒါမှမဟုတ် Drone အုပ်စုညှိနှိုင်းမှုလိုမျိုးအနာဂတ်နည်းပညာတွေအတွက်ပါတိဆောက်ထားတာဖြစ်ပါတယ်။ ဒီ challenge ကို next generation adaptive proportion NGAB စီမံကိန်းအောက်မှာတည်ထွင်ထားတဲ့အင်ဂျင်အသစ်နှလုံးကစွန့်ရင်ပေးမှာပါအဲ့ဒီ NGAB စီမံကိန်းကတော့ GE Aerospace Company နဲ့ Pratt & Whitney Company တို့ကြားဒေါ်လာဘီလီယံပေါင်းများစွာအကုန်ကြခံပြီးလုပ်နေတဲ့အင်ဂျင်ပြိုင်ပွဲတစ်ခုပါပဲဒီအင်ဂျင်တွေကမြန်နှုံးနဲ့စစ်စင်ရေးနယ်ပယ်ကိုတိုးမြင့်ပေးဖို့တာမကပဲလေယာဉ်ကိုစီစားတတ်တာစီမံ mission charging ကိုပို့ရှည်စေမယ်ပြီးတော့ရာသီဥတုအခြေအနေမျိုးမျိုးနဲ့အမြင့်ပင်အခြေအနေတွေမျိုးမျိုးကိုပါပံ့ပိုးပေးနိုင်ပါလိမ့်မယ်ကြည့်ခု F47 ရဲ့ပြိုင်ပွဲတွေကြောင်းပြောရအောင် ပြည်ရဲ့စတမမျိုးသက်ရှေ့ပြေးပုံစံဖြစ်တဲ့ Chandu J 36ဟာမကြသေးခင်ကအင်ဂျင်သုံးလုံးတဲ့လေယာဉ်ဖြစ်ပေါ်ထွက်လာလို့သတင်းကြီးခဲ့ပါတယ်။ဒါအတရုတ်အင်ဂျင်နီယာတွေအနေနဲ့နောက်တိုင်းအင်ဂျင်နီယာဆွမ်းဆောင်ရေးအထူးသဖြင့်စီသားတက်တာမှုနဲ့အားအပြည့်သုံးတုံးကန်အားအပိုင်းတို့မှာရှင်နိုင်မှုအခက်အခဲရှိနေတော့မယ်ဆိုတဲ့လက္ခဏာတစ်ခုပါပဲ။ ီလိုမျိုးခြေအနေတွေကြောင့်တရုတ်နိုင်ငံဟာရှုပ်ထွေးမှုတွေနေရုတန်ခံရမှုတွေနဲ့ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာပြဿနာတွေကိုပါတိုးလာစေပါတယ်။သူနဲ့စန်းကျင်ပိုင်နေတဲ့ F47 ကတော့သူ့အလုပ်ကိုပုံပြီးထိထိရောက်ရောက်လုံဆောင်မှုတွေနောက်မျိုးဆက် engine နှလုံးထဲကိုပဲအားကိုးသွားမှာပါ။ဇိုင်းမိုင်းနဲ့ပတ်သက်ပြီးအသေးစိတ်အကုန်မသိရသေးပေမဲ့ထရက်ရဲ့ဘဲဥပုံရုံးကမှာတင်ညာတုံးကပြသခဲ့တဲ့တရားဝင်ပုံရိပ်အချက်ကိုတော့မြင်တွေ့ခဲ့ရပါတယ် အဲ့ဒီပုံတွေရကြီးမားတဲ့လေရင်မှုခန့်မှုဓာတ်ုံကြကြနောက်ပြန်ဆွဲထားတဲ့တောင်ပန်းတွေပါဝင်မယ်အမီးပိုင်းတော့မပါလောက်တော့တဲ့လေရင်တစည်းဖြစ်ပုံရတယ်လို့တွေးရပါတယ်အမီးမပါတဲ့ဒီဇိုင်းကလေခွင်းအားအတွက်စိန်ခေါ်မှုတွေရှိနိုင်ပေမဲ့မေဂန်ကတော့ B2 နဲ့ B21 လို့ဘုံကျင်းတွေတွေနဲ့ဒီချက်ကိုဖန်တီးပြပြီးသားပါဒါပေမဲ့လှူရှားမှုကောင်းတဲ့တက်လင်းဒီဇိုင်းအတွက်ဒါမျိုးအမီးမပါတဲ့ဒီဇိုင်းလုပ်နိုင်ဖို့ဆိုတာကတော့မလုပ်ဘူးသေးတဲ့ nibble တစ်ခုပါပဲကုန်ကျစရိတ်အနေနဲ့ Angel NJD စီမံကိန်းတစ်ခုလုံးအတွက်ဒေါ်လာဘီလီယံ၁၀လောက်ကုန်ကျမယ်လို့ခန့်မှန်းထားပါတယ် ဒီတက်က F47 လေယာဉ်အစင်းနေရာလောက်တိဆောက်ဖို့စီစဉ်ထားပြီးသူတည်တနာနဲ့အစင်းစဉ်စမ်းတက်တိဆောက်ရေးစရိတ်တွေကိုပါထည့်ပေါင်းမယ်ဆိုရင်ဈေးကိုဒေါ်လာတန်း300အထိကျသင့်နိုင်ပါတယ်။ဒါပေမဲ့သတင်းကောင်းကတော့ F47 က F22 တဲ့လုပ်ငန်းတွေပဲမှုနဲ့ထိန်းသိမ်းပြေပိုသက်တာမယ်လို့ခန့်မှန်းထားတာပါပဲ။ဘာလို့လဲဆိုတော့ပုံမစစ်မြင့်တဲ့ software တွေပိုကောင်းမှုနဲ့ design စံနှုန်းတွေအစိပ်ပိုင်းတွေကိုပုံမလွယ်ကူစွာရယူနိုင်တာကြောင့်ပါ။သူတို့ကိုဘယ်ချိန်မှပြီးသက်ထုတ်လုပ်နိုင်မလဲ။ မေဂန်လစ်တက်အကြီးအကဲဘူချုပ်ဒေးဗစ်အယ်ဗင်ရဲ့ပြောကြားချက်အရ F47 ရဲ့ရှေ့ပြေးပုံစံတွေဟာသူ့ရဲ့လက်ရှိသမရတံမကုံဆုံးခဲ့2029ခုနှစ်အစောပိုင်းမတိုင်ခင်မှာကောင်းကင်ရဲ့ကိုစတင်ပြသန်းနိုင်တော့မှာဖြစ်ပါတယ်။တကယ်တော့2020ပြည်နှစ်ကလေးက Apple Leader Scan နဲ့အလွန်လို့ဝတ်တဲ့ Area 51လို့နေရာတွေမှာလို့ဝတ်တရုတ်ပြလေရင်တွေပြန်တန်းနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီတရုတ်ပြလေရင်တွေဟာပြန်တန်းချိန်နိုင်ပေါင်းကြာနေချီစုဆောင်းထားပြီးဖြစ်တာကြောင့်မေဂန်ဟာဒီနည်းပညာသစ်ကိုနောက်ဝက်ကနေတိတ်တိတ်ဆန်းသက်နေခဲ့တာကိုပြသနေပါတယ်။ ။ဒါဆိုဆက်ထမမျိုးသက်လေကြောင်းလွှမ်းမိုးမှုစဉ်ဥတီတဲ့တွန်းအားကိုဘဲချက်ကပြန်လဲအသက်ဝင်စေခဲ့တာလေ။အဖြေကတော့တရုတ်ပဲဖြစ်ပါတယ်။2024ခုနှစ်ကုန်ပိုင်းမှာတရုတ်ကမတူညီတဲ့ဆက်ထမမျိုးသက်ရှေ့ပြေးပုံစံ၃မျိုးကိုပြသတာပြီးကဘာကိုအားအသင့်စေခဲ့ပါတယ်။အဲ့လိုထုတ်ပေါ်ပြသမှုကပင်ကုံကိုထိတ်လန့်စေခဲ့ပြီး NGAD အစီအစဉ်ကိုဖျက်သိမ်းလိုနေပါအခြေအနေကနေပြန်လည်ဆက်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။မေဂန်စစ်တပ်ဟာသူ့ရဲ့လေကြောင်းလွှမ်းမိုးမှုကိုမေကွန်းထုတ်ခံရတဲ့အခြေအနေနဲ့ရုတ်တရက်ကြုံခဲ့ရပါတယ်။ ဒါကြောင့်ဘိုးရင်နဲ့စာချုပ်ချုပ်တာကြောင့်ထွက်ရဲ့ဂျင်ညာချက်ဟာစီးရီးရလှူရှားမှုတက်တယ်မဟုတ်ပဲနိုင်ငံရေးရတင်ငိတအရနဲ့မာဗျူအရပါအေးပါခဲ့ပါတယ်။မေဂန်ဟာပြိုင်ဘက်တွေတဲ့အမြဲတမ်းရှေ့ရောက်နေတုံးပဲဆိုတဲ့အမြင်ကိုပုတ်ခိုင်းပါစေဖို့အတွက် F47 ကို၅နှစ်ကြာတဲ့အထိလှုပ်ဝက်စွာတည်ထင်နေခဲ့တာဖြစ်ကြောင်းသူကအရေးမှပြောခဲ့ပါသေးတယ်။ကဲအခုတော့လေယာဉ်နံပါတ်အကြောင်းပြောအောင်ပါ။ဘာကြောင့် F47 လို့ပေးထားတာလဲ။တိတာထင်ရှားတဲ့ဆက်ဆက်တွဲပုံမူရတော့ဒေါ်နယ်ထရန့်ဟာမေဂန်ပြည်တော်စုရဲ့49ရောက်မြောက်တမနာဖြစ်တာကြောင့်ဒီလိုထိမ့်မှန်နဲ့ပေးတယ်လို့ဆိုကြပါတယ်။ ဒါပေမဲ့တမိုင်းကြောင်းရကူကားမှုတစ်ခုလည်းရှိပါသေးတယ်။မူလ B47 Thunderbolt လေဟာဒုတိယကမ္ဘာစစ်အတွင်းကစွန့်တက်ဆုံးအမေရိကန်တိုက်လေယာဉ်တွေကတစ်စင်းဖြစ်ပြီးသူ့ရဲ့ပြင်းအားပြင်းထန်မှုကြက်ခိုင်မှုနဲ့ဥရောပတိုင်းမှာရေရှည်မစ်ရှင်တွေထမ်းဆောင်နိုင်ခဲ့မှုကြောင့်နာမည်ကျော်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Intern Thunderbolt 2ကလည်းဒီနာမည်ကိုယူပြီးကိုပိုင်ကန်နဝင်နေရာတစ်ခုရခဲ့ပါတယ်။ဒါဆို F47 ကလည်း Thunderbolt 3ဖြစ်လာနိုင်မလား?ချိန်ကပဲပြောပြပါလိမ့်မယ်။ ဒါပေမဲ့သူ့မှာတော့လူဝဲကိုပြောင်းနိုင်ပြောင်းနေပါဝါရီဤပညာအမွေနည်းနဲ့ညီမန်းချက်တွေပံပိုးထားတဲ့တင်ဂိတနာမည်စတဲ့ဖြစ်နိုင်ခြင်းအားလုံးရှိနေပါတယ်။ကဲဘလို့ထင်ပါလဲ F47 ဟာသူ့နာမည်နဲ့ညီခစ်တဲ့လေကြောင်းတိုက်ပွဲကိုပုံစံပြောင်းလဲပြစ်နိုင်မလားတရုတ်ရဲ့ဂျေတာလီစီကိုကြော်ဖြတ်ပြီးလေကြောင်းလွှမ်းမိုးပြိုင်ပွဲမှာအမေရိကန်ကိုဆက်လက်ဦးဆောင်နိုင်မလားတကယ်ကျလို့ရဲ့ထင်မြင်ချက်တွေကိုကွမ်းမံမှာပြောပြပေးခဲ့ပါအောင်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်ခဲ့ပါအောင်ကာဝင်းလေကြောင်းပညာနဲ့နောက်ကဆက်ပွဲတွေကြောင်းပုံမှန် credit တင်ကြသီးတဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော် ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ခင်ဗျာ